ပြန်လည်အားပြိုင်မှုတွေနဲ့လက်တလောမှာအရန်ကိုဟစ်ဖြစ်နေတဲ့အကြောင်းအရာတစ်ခုကို reaction လုပ်ပြီးသွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာကပြောမယ်ဆိုရင်တော့ပွဲလို့လည်းပြောလို့ရပါတယ်ကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအနေနဲ့လည်းဒါပွဲကိုမကြည့်ရတော့တော့ကြာနေဖြစ်တဲ့အတွက်မကြမကြပွဲလေးတွေတင်ဆက်ပေးရလည်းဖြစ်ပါတယ် Okay ဆိုတော့အတူတူကြည့်မယ်ဘာတွေပြောထားလဲတကယ်ကိုပဲပြောမယ်ဆိုရင်တော့ကျွန်တော်ကြည့်ပြီးတဲ့အချိန်မှာတော့ဘုသူတရရစရာလေးလည်းတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအတွက်ဒီ video လေးကိုတန်ဖိုးရှိတဲ့ video လေးအဖြစ်ဒါအတိအမှတ်ပြုပြီးတော့မှပြန်လည်း sharing လုပ်လိုက်ခြင်းလည်းဖြစ်ပါတယ် Okay ဆိုတော့ဘာတွေပြောထားလဲတူကြည့်မယ်အဲ့တော့သွားနေတယ်ဟုတ်တယ် မကြောက်တင်ခံနိုင်တဲ့သမိုင်းဆိုတာသိလားအဲ့ဒါတမသမိုင်းသမိုင်းအဲ့ဒါသမိုင်းကြောင်သမိုင်းကြောင်ကအကြောင်းကွာသွားတာဗီဒီယိုတွေကလက်ရှိဒါ YouTube မှာလည်းတော်တော်လေးဟစ်ဖြစ်နေပြီကျွန်တော်တို့တွေကလေခုမှတစ်ခုခုပေါ့နော်တစ်ခုခုကိုအာဆိုရှယ်မီဒီယာပေါ်မှာဆိုတာအများကြီးဝေဖန်တာကိုခံနိုင်ရမယ်ကျမဆိုရင်ကျမကိုဝေဖန်ရုံနေမဟုတ်ဘူးဆေးလိုက်တာတနိုင်ငံလုံးကိုပြောင်းတက်နေတာပဲကျမဘာဖြစ်လဲအဲ့ဒီကိုကိုဆေးနေတယ်ဆိုတဲ့သူတွေကိုလည်းကျမအတိအမှတ်ပြုတ်တယ် အတိမတ်ပြုတ်ပြီးတော့လေသူတို့ဒီလိုမြင်နေတယ်ဆိုရင်သူတို့ဒီလိုမြင်နေတဲ့ပုံစံမျိုးငါဖြစ်နေသလားပြင်စရာရှိတာကိုယ့်ကိုတိုးတိုးတိတ်တိတ်ပြင်လိုက်တယ်စင်ကြင်စရာရှိတာကိုယ့်ကိုတိုးတိုးတိတ်တိတ်စင်ကြလိုက်တယ် ပြင်လိုက်တယ်ကိုဟောက်ကနော်စီးရတယ်ဆိုလဲသူတို့တွေအကြောင်းမဲတော့မဟုတ်ဘူးသူတို့ဘာကိုမကြိုက်စေတာလဲသူတို့ဘာကိုသဘောမတွေ့စေတာလဲဒါဆိုရင်ဒီသဘောမတွေ့စေတဲ့အရာမျိုးဟာတကယ်ပဲမှားယွင်းနေသလားမှန်ကန်နေသလားဒီလိုလေးတွေးပြီးတော့မှပြင်တင်တာဆိုပြင်တယ်မပြင်တင်တာဆိုတော့ဒီမဆိုင်ဘူးပေါ့လေနော်ဒီလိုမျိုးဖြစ်တာပေါ့အဲ့တော့ကိုကအဲ့တော့ဆိုရှယ်မီဒီယာပေါ်မှာအလုံးလုံးကင်စားကြတယ်ဆိုရင် ခဏရဲ့သားသမီးကလည်းဝေဖန်တဲ့သူလည်းရှိနေပြစ်တင်တဲ့သူလည်းရှိနေထောက်ပြတဲ့သူလည်းရှိနေစံမြန်ပေးတဲ့သူလည်းရှိနေဒါတွေကိုလောက်ခံနိုင်ဆိုရှယ်ပေါ်တက်မလာဘူးเนาะအဲ့တော့အခုဘာဖြစ်နေသလဲဆိုတော့ဆိုရှယ်မီဒီယာပေါ်မှာတက်လာကြတယ်ဆိုရှယ်မီဒီယာပေါ်မှီတင်းနေထိုင်ပြီးတော့မှလောက်ကင်စားတော့ကြတယ်အေးအများသူငါကဝေဖန်နေထောက်ပြနေအကြံပြုတယ်ဆိုရင်တုံ့ပြန်ညလာဘလို့တုံ့ပြန်လဲတိလားမနာလိုလို့ပြောနေတာ အလုံးဖြစ်တာကိုမနာလိုလို့သူများအောင်မြင်တာကို မနာလိုလို့သူများကြီးပွားချမ်းသာတာကိုမနာလိုလို့အဲ့ဒါမြန်မာလူမျိုးတွေအဲ့ဒီစိတ်ချက်အဲ့ဒီစိတ်ချက်တော်တော်ဆိုးတယ်နော်လူတိုင်းကမနာလိုလို့ပြောတာမဟုတ်ပါဘူးအကြံပြုတာရှိတယ်ဝေဖန်တာရှိတယ်ထောက်ပြတာရှိတယ်ဒါပေမဲ့အဲ့ဒါကိုဘယ်ကောင်းစင်အောက်ကိုအကုန်လုံးသွားထည့်လေတိလား မနာလိုလို့အဲ့တော့ကိုထမင်းကိုစားနေတဲ့သူတွေကမပြောတော့ဘူးလေဒီပလိစင်အမုန်းလည်းမခံတော့ဘူးရံလည်းမများတော့ဘူးကိုတော့လည်းပြန်မမီတော့ကိုထမင်းကိုစားနေတာလေဟုတ်တယ်လားဆိုတဲ့ခါကျတော့ မပြောတော့မပြောတော့ဘာဖြစ်လဲဆိုတော့သူတော်ကောင်းနေနှုတ်ဆက်သွားတော့သူရောမာနေနေရရတာဒါပဲဟုတ်မိုက်တယ်သူတော်ကောင်းနေကနှုတ်ဆက်သွားတာမိုက်တယ်ပြောတော့ဘူးပြောသွားတာတော့မိုက်တော့လည်းမဖြစ်တော့ဘူးဟာသူတို့နဲ့လည်းကိုယ်ရင်းလည်းမခံချင်ဘူးဟာဒီတုတ်ပြန်ပြီးရုံတာအနတ်တာတွေနဲ့ရိုင်းရိုင်းဆိုင်ဆိုင်နေနဲ့လက်တိလက်မောင်းပြန်ပြီးစိန်ခေါ်တာတွေနဲ့ကိုထမင်းကိုစားပြီးမခံနိုင်ဘူးလေဟုတ်တယ်လားဆိုတဲ့ခါကျတော့အဲ့တော့ဘာဖြစ်လဲသူတို့လိန်ကိုခံရမဲ့သူတွေရှိရင်ခံရမလို့စေဘောကိုခံရတာမှမဟုတ်တော့ကိုကတိတယ်လေဟုတ်တယ်လား ပြည့်စင်ငါတို့နဲ့လည်းဘာမှမဆိုင်ဘူးငါတို့ကမနေနိုင်လို့လင်ခံအောင်ပါဆိုလို့ညာခံအောင်ပါဆိုလို့ငါတို့ကဝင်ပြောပြီးနေအဲ့ဒါကိုငါတို့ကိုစိန်ခေါ်တယ်လက်သီးလက်မောင်းနေတန်းနေမတန်မျောမတန်ဆိုရင်းနဲ့ပြန်ပြောနေတယ်ဟေးငါတို့ကလည်းပေါ်ထမင်းပုံစားနေတာအချိန်မဲမဟုတ်ဘူးနေမဲမဟုတ်ဘူးတော့သူတို့နဲ့လည်းတူဖက်ပြိုင်ပြီးတော့မှဖြစ်စရာအကြောင်းလည်းမရှိဘူးသူတို့စီနဲ့ငါတို့ကမျက်စောင်းထုတ်ပြီးဝင်စရာလည်းမရှိဘူးပတ်သက်စရာလည်းမရှိဘူးအဲ့တော့ဘာဖြစ်လဲသူအလိန်ခံရဖို့ယုံနေတယ်ဒီခံရပလိစီဆိုသူတော်ကောင်းကြီးနှုတ်ဆက်သွားတယ် သူကောင်းတယ်အဲ့တော့သူရုံးပါနေရရတယ်လူတွေခံရရတယ်ဂျာပဲဂျာပဲကိုကိုပြန်ပြီးတော့မှဝေဖန်မတုံးသက်ကြဘူးအာလူရဝေဖန်ပြတယ်ထောက်ပြတယ်ဆိုလို့ရှိရင်တကယ်ပဲဟုတ်တယ်လားဆိုရင်ဟာမျိုးနဲ့မရှိဘူးเนาะ အားပြန်ပြီးလက်တီးလက်မောင်းပြန်ပြီးအကုန်လုံးကိုခဲနေခွဲနေအမလီပါလုံးနေညာလုံးမယ်ဆိုကိုထမင်းကိုစားနေကြတာလေဒီမှာမှရန်များပြီးတော့မှကိုနဲ့လာတော့မှလည်းသက်ဆိုင်နေတယ်တံပိုးကမြင့်လာတယ်ရန်များမှခံဘူးချစ်ရပြည့်ရတယ်လည်းမပြောမြင့်တံပိုးတော့လည်းမြင့်လာဘာဖြစ်လဲအဲ့တော့သူတို့လိန်နေတယ်မလားလိန်နေတယ်လူလိန်မှန်းတည်နေတယ်လေသူတို့လိန်နေတယ်မလားမနေနိုင်လို့ဝင်ပြောတယ်မနာလို့လို့ပြောခံရတယ်အဲဆိုရင်သူတို့လိန်နေတယ်ကိုကအလိန်မခံရဘူးလေသူကသူခံရတဲ့ဒီခံရပလိစိကိုခံရတာလည်းမဟုတ်ခံပလိစိပေါ့အဲ့လိုတွေဖြစ်ကုန်လားအဲ့လိုတွေဖြစ်တော့ ချမ်းသာပြီးရင်ချမ်းသာဆင်းရဲပြီးရင်ဆင်းရဲနော်အဲ့လိုတွေဖြစ်တာအဲ့တော့အလင်းခံခြင်းနဲ့လူနှန်းစားလည်းတတ်တတ်ကိုရှိနေတာဆိုတော့လေတတ်နိုင်မှုပေါ့နော်အဲ့တော့ကျမကတော့အမြင်မတော်တာတွေ့ရင်ကျမကတော့တိတ်ခင်မဆိုင်ဘူးပြောမှာနော်ပြောမှာကျမကတော့လေမှန်နေလူအများထိခိုက်စေတယ်ဆိုရင်ကျမကတော့မနေနိုင်ဘူးပြောမှာကိုသမီးကိုစားပြီးတော့ကိုပြောမှာပြောပြောတတ်ပါတယ်ဖရန်ဆာလုံးမဲ့ဆိုရင်တော့ပြောပြောကိုသမီးကိုစားပြီးကိုပြောမှာပါမှာကျမက နော်ပါမှာအဲ့ဒါကျိုးတော့မှာနော်ဆန္ဒမကြလို့တဲ့တင်းစိန်ခေါ်တယ်လို့မျိုးလေးဟေးအခုတင်းဆိုပြောလေမာစိန်မကောင်းလားရှော်လေးနေတယ်ဆိုင်ရစီမကောင်းဘူးချွေရင်မပြည့်ဘူးလားညောနော်ဒီလိုမျိုးစိန်ခေါ်ရတယ်စိန်ခေါ်ရဆိုဟုတ်တယ်လားနော်ဆိုတော့ရောင်းထားတဲ့သူစီကနေပြန်တောက်ကြည့်လားရွှေရည်မပြည့်ဘူးလားအေးရောင်းထားတဲ့သူစီမှာရွှေရည်မပြည့်တဲ့ရွှေရည်အကုန်လုံးပြန်ရုံလေးမယ်အဲ့လိုမျိုးကအာမခံတယ် မှန်ပါရင်စီတနာရှိပါရင်ကျိုးစားအားထုတ်ပြီးပါရင်ဒီလိုမျိုးတွေမလုပ်ပါဘူးဒီလိုလုပ်နေတော့အဲ့ဒါတွေကလေတွေဒိုင်းပြောလို့ရလေအမခံစအဲ့လိုမျိုးလုပ်ရရင်အဲ့လိုအမခံဟုတ်တယ်လားနော်ရွှေမပြည့်ဘူးလို့ပြောတယ်ရွှေဆိုင်ကဆိုင်ကိုရွှေမပြည့်ဘူးလို့ပြောတယ်ဆိုရောင်းလာတဲ့ဝယ်သူတွေကျမရောင်းလာတဲ့သူတွေကျွန်တော်တို့ရောင်းလာတဲ့စီတွေကရွှေကိုလိုက်သိမ်းပြီးတော့မှစစ်ကြည့်ကြည့်လိုက်ရွှေရင်မပြည့်ရော်ပေးမယ်လုံးလိုက်စမ်း ဟုတ်တယ်နော်အဲ့လိုအဲ့လိုတော့ဖြစ်တယ်တကယ်တကယ်ဆိုရင်တကယ်ဆိုတာနော်အခုကျမရောင်းတဲ့ပစ္စည်းတွေမကောင်းဘူးလို့ပြောတယ်နော်ကျမလက်ထဲမှာရှိတာတော့ကျမကောင်းတာကိုထုတ်ပြမှာပေါ့ကျမရောင်းထားတဲ့သူတွေစီကနေပြန်ကောက်ပြီးတော့မှစစ်ကြည့်လိုက်အတူတပွင့်ပါတယ်ဆိုလို့ရှိရင်ကျမအကုန်လုံးပြန်ရော်ပေးမယ်အဲ့လိုအမခံအဲ့လိုအဲ့လိုကိုချင်းတရားဆိုတာအဲ့လိုနှမ်းတယ်အဲ့လိုခံရတယ်ကျမရှိနေတဲ့ဟာကိုလာစစ်လေးဆိုတော့လာစစ်ဖို့တော့ကိုကောင်းတာပေးမှာပေါ့တူတူကိုကိုဟုတ်လား ရောင်းကကျွန်မရွှေရည်တွေပြည့်ပါတယ်ကျွန်မရွှေဆိုင်ဆိုရင်ကျွန်မရွှေရည်မပြည့်ဘူးလို့လူတွေကပြောတယ်ဆိုရင်ကျွန်မရွှေရည်ဒီပြည့်ပါတယ်မယုံရင်ကျွန်မရောင်းထားတဲ့သူတွေဟောဒီမှာပေါက်ထားတယ်ဒီလူတွေဒီလူတွေရှိရဲ့လိုက်သိမ်းပြီးတော့မှအခောက်ချွတ်ကြည့်ကြည့်လိုက်မပြည့်ဘူးဆိုရင်ကျွန်မအကုန်လုံးကိုရှော့မယ်အဲ့လိုစိတ်ပေါ်အဲ့လိုစိတ်ပေါ်ဟာတော်မတဲ့ဆိုအဲ့လိုစိတ်ပေါ်ဘဟုတ်ဘယ်နဲ့စိတ်နာရှိပါရင်စပါရင် ပြီးသူတွေကိုဘယ်လိုမှဘယ်လိုမဟုတ်တန်းတရားပြောတဲ့သူတွေကိုဘာလို့ပြစ်မဲညာလို့ပြစ်မဲမဟုတ်တာပြောရဲပြောကြည့်တရားဆွေးပြစ်မဲခုံလုံးလို့ပြစ်မဲဒီလိုလို့ပြစ်မဲအဲ့ဒါကအာမခံချက်မဟုတ်ဘူးအဲ့ဒါကကိုရီသွေးယုံသက်သက်မယူးစားနဲ့နော်တိဖူပါနားလေဆူရှေပေါ်မှာလုံးလုံးငယ်သေးဆိုတွေ့မှာပဲတွေ့မဟုတ်တွေ့ဟုတ်ကြလားတွေ့မှာသူကျမဆိုလဲလေကောမန်နေရေးတာပဲစီလက်တူတွေရောင်းနေတဲ့အမကြီးလေဒီလိုလေးလာတာလေ ိဆိုင်ပေါ်လေကျွန်တော်မဟုတ်တော့လောက်ထားတဲ့မှာမဟုတ်ဘူးဟုတ်လားအတန်းစားဖို့လို့ပေးစားလို့ဆိုတာဒီစဉ်နေစရာမလိုဘူးကိုကမဟုတ်တာလို့ထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့အဖတ်လို့ဒီအေးဒါပေမဲ့လူအများကြီးကပြောနေပြီဆိုလို့ရှိရင်โอเคကျွန်မစိန်အထုရောင်းနေလို့ရှင်တို့ပြောတယ်နော်ဒါကအစနဲ့မပြောနဲ့ခေါ်လာခဲ့မီဒီယာကျွန်မဒီလူတွေဒီလူတွေကိုရောင်းထားတယ်ဒီဆိုင်နေဒီဆိုင်နေကနေရောင်းလိုက်အဲ့ဒီလူတွေဆီကနေပစ္စည်းတွေရှင်တို့သွားလိုက်တယ် သိန်းတို့ကျမရောင်းထားသမျှအကုန်လုံးထဲမှာအတုတပွင့်မှမတွေ့ဘူးဆိုရှင်တို့အိတ်တံမိုးတိုင်းရော့အတုတွေ့တယ်ဆိုအိတ်တံမိုးတိုင်းရှင်တို့ရော့ပေးလိုက်မယ်အဲ့လိုစင်ပေါ်ပါတယ်အဲ့လိုစင်ပေါ်ပါโอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးထားနားထောင်ပြီးရဲ့အတိုင်းပဲပေါ့เนาะပြောမယ်ဆိုတော့တော်တော်လေးကိုပဲလက်ရှိပွဲကတော့တံပိုးကတော့အမြင့်ဆုံးအဖြစ်နဲ့ရောက်လာတယ်ပေါ့ဆိုတော့ဒီနေ့ရက်မှာ ဒါအမပြောသွားတဲ့အကြောင်းအရာတွေကလည်းတော်တော်လေးကိုအတိတ်ပဲရှိပြီးတော့မှပြောမယ်ဆိုကြည့်ရှုတဲ့ကျွန်တော်တို့အားလုံးအတွက်ဘာဖြစ်ဖြစ်ဒါအမှန်တရားတွေကျွန်တော်တို့ကြားခဲ့ရတယ်လို့ပဲကျွန်တော်အနေနဲ့သုံးသပ်ချင်တယ်။ဘာကြောင့်လဲဆိုတော့အမပြောသွားတဲ့အထဲမှာနံပါတ်၁ချက်ကျွန်တော် social influencer အနေနဲ့ line ပေါ်ကျွန်တော်တက်လာတယ်။သို့မဟုတ်ကျွန်တော် line ပေါ်မှာအကျွန်တော်တခုခုရောင်းတယ်ဆိုပါစို့ပေါ့နော်။ကျွန်တော် online ကိုအသုံးပြုပြီးအလုပ်လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ချစ်တဲ့သူရှိမယ်မုန်းတဲ့သူရှိမယ်ဒီအနေထားပေါ်မှာ live ပြီးတော့ဝေဖန်တာတွေအလားထောက်ပြတာတွေအကြံပြုတာတွေမျိုးစုံရှိမယ်ဗျာ blame လာလည်းရှိနိုင်မယ်။ ော်ဘလိန်နာနဲ့ခုနအချက်သုံးချက်နဲ့မတူဘူးเนาะဘလိန်နာကြာတီးတန့်ကြီးကိုပြောရမစိဒါဟောရွေချက်ရှိရှိနဲ့လုံနေတာမျိုးကိုကြာတော့ဘလိန်နဲ့လို့ခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ထောက်ပြရတဲ့အကြံပြုရဲဆိုရင်တော့အဲ့ဒါကျွန်တော်တို့အနေနဲ့ထည့်သွင်းစဉ်းစားမယ့်အကိစ္စဖြစ်တယ်ပေါ့เนาะဆိုတော့ဒီနေရာမှာခုနအမှပြောသလိုပဲတယောက်တည်းကိုယ် အဲလာပြီးတော့ပြောနေတာလားသို့မဟုတ်လူအများကဝိုင်းပြီးတော့ကိုယ့်ကိုပြောလာတာလားဆိုတော့လူအများဆိုတာဘလောက်များရလဲမေးစရာရှိတယ်။သို့တော်လည်းပဲကျွန်တော်ပြောချင်တာတယောက်ကနေမှအယောက်တရာအထိဖြစ်လာပြီ။တရားနေအယောက်တစ်ထောင်အထိဖြစ်လာတဲ့ဆိုရင်တော့ဒါလူအများလို့သတ်မှတ်လို့ရပါပြီ။ ဆိုတော့အဲ့လိုအခြေအနေမျိုးမှာကိုယ့်ကိုလာပြီးတော့ကိုယ့်ရဲ့ energy weak point ကိုပြောနေပြီဆိုရင်တော့ကိုယ့်အနေနဲ့ဒါကိုပြင်သင့်တယ်ပေါ့နော်ပြင်သင့်တယ်ဆိုတော့ငါဘယ်နားမှားနေလဲမှားနေတဲ့အကြောင်းပြင်လိုက်အမဆိုလည်းဒီတိုင်းပဲပေါ့အမပြောသွားတဲ့အထက်မှာလာပါတယ်ရင်းတော့သူ့ကိုဝေဖန်တဲ့သူတွေအများကြီးရှိတယ်အဲ့ဒီပုံမှာသူ့ဘာသူငါဘာမှားနေလဲ ဘယ်နေရာမှာတိုးအပ်ချက်ရှိနေလဲသူနေနေသူပြင်လိုက်တယ်ပေါ့ဆိုတော့ဒါကလည်းတကယ်ကိုပဲကျွန်တော်တို့အားလုံးအတွက်အထူးယူစရာကောင်းတဲ့အချက်တစ်ချက်အနေနဲ့ကျွန်တော်အနေနဲ့ထောက်ပြပေးချင်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေပေါ့နော် viewer တွေဆိုရင်နေရာမှာမှယောက်ျားလေးမပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်သိတယ် main ကလေးတွေဒီကိစ္စမျိုးက main ကလေးတွေနဲ့ပဲပို့ပြီးတော့တက်ဆိုင်တယ်လို့ကျွန်တော်ယုံကြည်တယ် live မှာကျွန်တော်တို့ဒါ online မှာကျွန်တော်တို့ရောင်းဝယ်တွေလောက်ကြတာအများစုကမိန်းကလေးများတယ်အထူးသဖြင့်အဲ့လိုမျိုး discount တွေပေးတယ်သိရမလားပြီးတော့နောက်တစ်ခုကအာဘယ်လိုမျိုး shop ပေးတယ်ဆိုရင်လူတွေအရန်ကိုစိတ်ဝင်စားလူတွေမုံ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 မိန်းကလေးတွေမိန်းကလေးတွေနော်မိန်းကလေးတွေအရန်ကိုစိတ်ဝင်စားတော်တော်ပြီးတော့ဈေးတွေမိတယ်ပြီးဝယ်ကြချမ်းကြတယ်ပြီးပြဿနာတွေကအဲ့လိုမျိုးတက်လာတက်တယ်ပေါ့နော်မကြမကြကျွန်တော်ကြားနေရလေး live ပေါ်မှာဆိုတော့ကျွန်တော်ပါပြောချင်တာလဲဆိုတော့ရောင်းတဲ့သူတွေကတော့သူ့အလုပ်သူလုပ်ပါပဲကျွန်တော်ကတော့ဘက်နှစ်ဖက်ကိုပဲမျှပြီးတော့ကျွန်တော်စဉ်းစားပြီးမယ်နော်ဘာဖြစ်လဲဆိုတော့ ရောင်းတဲ့သူကသူလောက်ရမဲ့ကိစ္စကသူ့ရဲ့ဒီလက်ထက်မှာရှိနေတဲ့ကုန်ပစ္စည်း item ကိုသူ့အနေနဲ့ရောင်းထွက်ဖို့သူစဉ်းစားမှာပဲ idea မျိုးစုံစဉ်းစားမှာပဲဘယ်လိုပုံစံနဲ့ရောင်းရင်ထွက်မလဲပေါ့နော်။ဒါကြောင့်လဲဆိုတော့ live ပေါ်မှာရောင်းနေတာကိုတူးလေးရောင်းနေမှာလူပေါင်းစုံရောင်းနေတာ။အဲ့တော့အဲ့ဒီထဲမှာကိုကပြောမယ်ဆိုရင်အရောင်းွယ်ဖြစ်ဖို့ထင်းနဲ့လင်းနဲ့ဖြစ်ဖို့ဆိုတော့လူတွေရဲ့အမြင်မှာအဲ့လိုဖြစ်ဖို့ဆိုရင်ကျွန်တော်တို့လူတွေနဲ့မတူညီတဲ့ပုံရိပ်မတူညီတဲ့ပုံစံမတူညီတဲ့ရှုထောင့်နဲ့ကျွန်တော်တို့က marketing ဆက်ရ marketing လုပ်ရတာဖြစ်တယ်။ ဆိုတော့အဲ့နေရာမှာတခုရှိတာကကျွန်တော်တို့အနေနဲ့ပြောမယ်ဆိုရင်မတမာတဲ့နီလန်းတွေတော့မသုံးသင့်ဘူးเนาะမတမာတဲ့နီလန်းတွေတုံးပြီးတော့မှရောင်းထွက်တော်တာမျိုးอ่ะကြတော့ဒါလုံးဝမဖြစ်သေးဘူးလုံးဝမလုတ်သင့်တဲ့ကိုချင်းတရားမျိုးပေါ့ဆိုတော့တမာတဲ့နီလန်းနဲ့ပဲကျွန်တော်တို့ပြိုင်ရမှာပေါ့เนาะအဲ့ဒါမှပဲကျွန်တော်တို့ဝယ်တဲ့ customer တွေအနေနဲ့လည်းပို့ပြီးတော့ရွေးချယ်ခွင့်ရှိလာမယ်ပို့ပြီးတော့ဝယ်လို့လည်းကောင်းလာမယ်ပေါ့ဗျာပြောမယ်ဆိုရင်เนาะဒါကတော့တစ်ပိုင်းပေါ့ ဆိုတော့သူ့ရဲ့လုံဆောင်ချက်ကိုသူကတော့လုံမယ်ရောင်းတဲ့သူဘက်ကဝယ်တဲ့သူတွေကလာစဉ်းစားရမှာကျွန်တော်တို့တွေကျွန်တော်တို့တွေเนาะကျွန်တော်တို့ကြည့်ရှုနေကြတဲ့ viewer တွေနဲ့ကျွန်တော်တို့ပါဝင်ပေါ့ဆိုတော့ကျွန်တော်တို့ဝယ်တဲ့သူတွေကပဲစဉ်းစားဒီပစ္စည်းကသူပြောနေတဲ့ဈေးနှုန်းနဲ့တန်လားမတန်ဘူးလားပြီးတော့ပဝင်းချင်းမှာဒီပစ္စည်းနဲ့အမျိုးအစားတူတဲ့ဟိုဘယ်လိုပြောမလဲရောင်းတဲ့သူတွေကဘယ်လောက် rate နဲ့ရောင်းနေကြလဲ तू ကဘယ်လောက် rate နဲ့ရောင်းဘာကြောင့် तू ကအများကြီး short ရောင်းနိုင်တာလဲ အဲ့ဒါတွေကိုကျွန်တော်တို့အနေနဲ့စဉ်းစားဖို့လိုတယ်နော်အများကြီးစဉ်းစားဖို့လိုတယ်လို့ရတယ်ကျွန်တော်တို့ light print ပြီးတော့ရောင်းနေတဲ့အချိန်မှာကွန်မန့်တွေတက်တယ်ဒါလေးယူမယ် over လေးယူမယ်ပါညာဆိုပြီးကွန်မန့်တွေတက်လာတယ်ဆိုတော့အဲ့ဒီကွန်မန့်တွေတက်လာတိုင်းနဲ့ကျွန်တော်တို့ကယုံကြည်လို့မရဘူးတခါတည်းရမှာသူတို့ရဲ့ပြောမယ်ဆိုရင်ဆက်ဝိုင်းထဲမှာရှိနေတဲ့သူတွေကပဲအချင်းချင်းပြန်ပြီးတော့ sporting လုပ်ပြီးတော့လူတွေကိုပါလောင်ဒါစီယုံသိမ်းသွင်းတာမျိုးတွေလည်းရှိကောင်းရှိနိုင်တယ်နော်ရှိကောင်းရှိနိုင်တယ်ဆိုတော့ကျွန်တော်ဒီကိစ္စကိုပြောနေတဲ့နေရာမှာကျွန်တော်ဘယ်သူမှယူရည်ပြောတာမဟုတ်ဘူးเนาะ line ပေါ်မှာအလုပ်လုပ်နေတဲ့သူတွေအားလုံးကိုကျွန်တော်ပြောနေတာဆိုတော့ပြီးတော့ နောက်တစ်ချက်ကဝယ်မဲ့သူတွေအားလုံးကျွန်တော်ပြောနေတာဆိုတော့ဘာဖြစ်ဖြစ်ဖြစ်ရောင်းတဲ့သူတွေကတော့သူတို့ပုံစံသူတို့နီးဗျူဟာတွေမျိုးစုံတုံးမှာပဲကိုယ်တွေဝယ်တဲ့ customer တွေဘက်ကပဲကျွန်တော်တို့အနေနဲ့ဒီပစ္စည်းဒီ item ကတန်လားမတန်ဘူးလားဆိုတာရယ်နောက်တစ်ခုကပစ္စည်းကစစ်သလားအတုသလားဒါတွေသိချာကျွန်တော်တို့ကပညာဉာဏ်နဲ့ပေါ့နော်ပြောမယ်ဆိုရင်လောဘဉာဏ်နဲ့မဟုတ်ဘူးနော်ကျွန်တော်ထပ်ပြောမယ်ပညာဉာဏ်ပညာဉာဏ်လောဘဉာဏ်နဲ့သွားပြီးတော့မလုံနဲ့ကျွန်တော်တို့လိုချင်တက်မှတ်စိတ်ကြီးနဲ့သွားပြီးတော့ဟာငါတော့အချောင်ရပြီဟေ့ဆိုပြီးတော့ဝင်တိုးရင်တော့မိမှာပဲဝင်တိုးရင်တော့မိမှာပဲ ဆိုတော့ဘာပဲဖြစ်ဖြစ်အတိတ္တိ၄နဲ့ပဲကျွန်တော်ဆက်ပြောမယ်အတိတ္တိ၄နဲ့ပဲအဲကိုဝေမဲ့အရာတစ်ခုပုံမှာအများအီးဆန်းစစ်ပြီးတော့မှဝေချမ်းကြပါလို့အချမ်းပြပြကြရင်လည်းဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပါများမှတ်ချက်ပေးခြင်းလည်းမှတ်ချက်ပေးကြတဲ့ရှင်ကိုမှရေးသားကြပါကျွန်တော်နေ့စဉ်နဲ့အများကြီးရှုအားပေးနေကြတဲ့ဒီတော့ဒုတိယရှင်းစစ်အလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါဗျ See you next video